ငလင်ပေးမှာမူကျိုကလေး၁၈ရောက်စလုံးကိုကာကွယ်ပေးနိုင်ပေမဲ့ခင်ပွန်းနဲ့သားလေးကိုတော့ဆုံးရှုံးလိုက်ရတယ်မူကျိုကြောင့်ဆရာမလေးဖူးပြေဆုံးဆရာဆရာမဆိုတာကတပည့်လေးတွေအပေါ်မှာနာသုံးတာနဲ့ပြုစုဆောင်ရှောက်တက်ပြီးတုံသင်ဆုံးမကြတဲ့သူတွေပဲဖြစ်ပါတယ်ဒီဆရာမလေးဟာဆိုရင်လေသူမရဲ့ချစ်လာစွာသောတပည့်လေးတွေကိုငလင်ပေးကြီးမှာအသက်နဲ့ရှင်အနစ်နာခံပြီးတော့ကာကွယ်ဆောင်ရှောက်ပေးခဲ့တာပဲဖြစ်ပါတယ် သူမအပါဝင် အခြားသောမူဂျိုချောင်းဆရာမလေးတွေရဲ့စူးစမ်းမှုတွေကြောင့်အဲ့ဒီချောင်းမှာစာတင်ကြားနေကြတဲ့မူဂျိုချောင်းသားကလေး18ရောက်စလုံးအသက်အန္တရာယ်ကနေလွတ်ကင်းလာခဲ့ပါတယ်။ဒီလိုမျိုးကလေးတွေကိုကာကွယ်စောင့်ရှောက်ပြီးဝမ်းသာနေပေမဲ့တစ်ဖက်မှာကတော့ခင်မုန်းဖြစ်သူနဲ့သားလေးကို ဆုံးရှုံးလိုက်ရပြီလို့သိခဲ့ရပါတယ်။ဒီကမှာတော့ဆရာမလေးပူပြေဆုံးလဲဘလို့မကို မခံစားနိုင်ပဲမယုံကြည်နိုင်လောက်အောင်ဖြစ်ပြီးဝမ်းနဲ့ကြည်ကွဲနေခဲ့ရရှာပါတယ်။ ဆရာမလေးကတော့မူဂျိုကျောင်းမှာကလေးတွေကိုထိန်းကျောင်းပြီးပညာသင်ကြားပေးနေတဲ့ဆရာမလေးတစ်ယောက်ပဲဖြစ်ပါတယ်။သူမရဲ့ခင်မွန်းတွေကတော့နာမည်ကျော် Sky Villa ကိုနိုကြီးမှာမန်နေဂျာတစ်ယောက်အနေနဲ့တာဝန်ထမ်းဆောင်နေတာပဲဖြစ်ပါတယ်။သူမတို့ရဲ့တားလေးကတော့ကျောင်းနေအရွယ်ကလေးတယောက်ဖြစ်ပြီးအခုခါမှာနွေရာသီကျောင်းပည့်ရဖြစ်တဲ့အတွက်ဖခင်ဖြစ်သူနဲ့အတူ Sky Villa ကိုနိုကိုလိုက်သွားတတ်ပါတယ်။အိမ်မှာလည်းတားလေးတယောက်တည်းဖြစ်မှာဆိုတာကြောင့်ဖခင်ကြီးကသူ့အလုံးမှာခေါ်ပြီးထိန်းကျောင်းပေးနေတာပဲဖြစ်ပါတယ်။ မိခင်ကလည်းမူโจချောင်းဆင်းရင်ဖခင်ကြီးရှိတာကိုသွားတက်ပြီးညနေကျမှပဲအိမ်ကိုမိသားစုတွေအတူတူပြန်လာကြောင်းတကယ်ကိုအဆင်ပြေသားရတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားခဲ့ကြတာပဲဖြစ်ပါတယ်။ဒါပေမဲ့မက်လာ28ရက်နေ့မှာကြုံတွေ့ခဲ့ရတဲ့ငလင်ဘေးကြီးမှာတော့ဆီယာမလေးပူပြေစုံတယောက်ခင်ပွန်းတဲ့သားလေးကိုအိမ်ပြန်ခေါ်နိုင်စွမ်းမရှိတော့ပါဘူး။အဲ့ဒီနေ့ကငလင်ဆလုပ်တော့ဆီယာမလေးပူပြေစုံအပါအဝင် အခြားသောမူโจဆီယာမလေးတွေက တယောက်ကိုခလေးနှစ်ယောက်လုံးနဲ့ပွေချီပြီးတလွာကနေလမ်းပေးလွတ်ရာကိုဆင်းပြေးလာခဲ့ကြပါတယ်။နောက်ပြီးခလေးမိဘတွေနဲ့အတူခင်မုန်းဖြစ်သူကိုဆက်သွဲတော့လဲဖုန်းလိုင်းတွေပြက်ပြီးအဆက်အသွယ်မရခဲ့ပါဘူး။ဒါပေမဲ့လည်းတမျိုးလုံးကိုအဆက်အသွယ်မရတာပဲဆိုပြီးဆီယမ်မာလေးကတိတ်ပြီးတော့စိတ်မပူခဲ့ပါဘူး။ခလေးမိဘတွေအကုန်လုံးလာခေါ်သွားပြီးတော့နှစ်နာရီခွဲသုံးနာရီလောက်ကြာတဲ့အချိန်မှာတော့သူမလည်းခင်မုန်းဖြစ်သူနဲ့တားလေးရှိရာ Sky Villa Condo ကိုထွက်လာခဲ့ပါတယ်။ အဲ့ဒီအခါတော့မှပဲကိုနိုကြီးကအောက်ကတချမ်းလုံးပြိုကျသွားခဲ့တာကိုတွေ့လိုက်ရပြီးအရန်ကိုထိတ်လန့်သွားခဲ့ရပါတယ်။ခင်မုန်းဖြစ်သူနဲ့သားလေးကိုဘလို့မှကိုရှာမတွေ့နိုင်တော့တဲ့အတွက်ဝန်ထမ်းလေးတွေကိုမေးတဲ့အခါမှာတော့သူတို့သားအဖကနေလေစာစားချိန်ဖြစ်လို့ထမင်းစားနေတာဖြစ်ကြောင်းအပြင်ကိုပြန်ထွက်မလာနိုင်ခဲ့ကြအောင်သိရှိခဲ့ရပါတယ်။အဲဒီကနေစတင်ပြီးခုနှစ်ရက်လုံးလုံးမအိတ်နိုင်မစားနိုင်ငိုရိုပြီးခင်မုန်းတဲ့နဲ့သားလေးကိုအပြင်ပြန်ထွက်လာမလားလို့ စောင့်နေခဲ့ပေမဲ့ဘလို့မှကို ပေါ်မလာတော့ပါဘူး။ကယ်ဆယ်ရေးတွေကလည်းတက်နိုင်သမျှကြိုးစားရှာဖွေပြီးကယ်တင်နေခဲ့ကြပေမဲ့ခင်ပွန်းတဲ့နဲ့သားလေးကိုတော့တွေ့ရှိခဲ့ခြင်းမရှိခဲ့ပါဘူး။ချက်တွေလည်းကြာလာပြီးဖြစ်လို့အသက်ရှင်လျက်ပြန်မတွေ့နိုင်တော့တာကိုနားလည်ထားပေမဲ့မျောလင်းချက်တမြင်တဲ့အတူသားလေးပဲပြန်လာမလား။ခင်မုန်းတဲ့ပဲပြန်လာမလားဆိုပြီးစောင့်ဆိုင်နေပါတယ်လို့ဆရာမလေးဖူးပြေဆောင်ကဝန်နေစွာရင်ဖွင့်ပြောပြလာခဲ့ပါတယ်။သူမကတော့မူโจเจ้าကခလေး၁၈ရောက်စလုံးကို အထိခိုက်မရှိအောင်ကာကွယ်စောင့်ရှောက်ပေးနိုင်ခဲ့ပေမဲ့ခင်ပွန်းတဲ့နဲ့သားလေးကိုတော့စောင့်ရှောက်မှုမပေးနိုင်ခဲ့တဲ့အတွက်ပို့ပြီးတော့ဝမ်းနည်းနေခဲ့ရပါတယ်။အခုအချိန်အထိလည်းစောင့်မြုံနေဆဲဖြစ်ပေမဲ့သူမရဲ့ညှော်လင့်ချက်လေးတွေကလည်းမီးမိန်နေခဲ့ရပြီပဲဖြစ်ပါတယ်။မူဂျိုเจ้าကကလေးလေးတွေကိုကာကွယ်စောင့်ရှောက်ပေးနိုင်ခဲ့ပေမဲ့ခင်ပွန်းတဲ့နဲ့သားလေးကိုအခုလိုလက်လွတ်ဆုံးရှုံးလိုက်ရတဲ့ဆရာမလေးပူပြေဆောင်အတွက်အားပေးနှစ်သိမ့်စကားလေးတွေကိုကွန်မန့်လေးထဲမှာပြောသွားပေးခဲ့ကြပါဦးနော်။